တောင်ကိုရီးယားကိုအမေရိကန်မှာနျူကလ িয়ার စွမ်းအင်တို့ရေငုပ်သွင်းဖို့တစဉ်တိစောက်ခွင့်ပြုပေးခဲ့ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအောက်တိုဘာ30ရက်မှာပြောကြားခဲ့တယ်လို့ DW သတင်းဝက်ဆိုက်ကဖော်ပြခဲ့ပါတယ်။ထရန့်ဟာတောင်ကိုရီးယားမှာတောင်ကိုရီးယားသမ္မတလီဂျေမြောင်နဲ့တွေ့ဆုံခဲ့ပြီးနောက်အဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ဒါပြင်တရုတ်သမ္မတချင်းချင်းပင်နဲ့တွေ့ဆုံတဲ့အစည်းအဝေးမတိုင်မီထရန့်ရဲ့မျက်ချက်စကားတွေထွက်ပေါ်လာတာဖြစ်ပါတယ်။တရုတ်ဟာလည်းနျူကလ িয়ার ရေငုပ်သွင်းဖို့တွေကိုပန်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။သူတို့တောင်ကိုရီးယားမှာ အခုရှိနေတဲ့ခင်မမီပဲပြင်မြန်မှုနေတဲ့ဒီဇယ်စွမ်းရင်တော့ရင်ကုန်သွင်းဖို့လိုတဲ့ဆိုင်ယူကလီးယားစွမ်းရင်တော့ရင်ကုန်သွင်းဖို့တစင်းတည်ဆောက်ဖို့ကျွန်တော်ခွင့်ပြုပေးခဲ့ပါတယ်လို့ထရန့်ကသူ့ရဲ့ True Social လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်ဒီရင်ကုန်သွင်းဖို့ကိုအမေရိကန်ရဲ့ဖီလာဒဲဖီးယားမြို့မှာတည်ဆောက်သွားမယ်လို့လည်းထရန့်ကပြောကြခဲ့ပါတယ်ကျွန်တော်တို့နိုင်ငံမှာသွင်းဖို့တည်ဆောက်မှုဟာမကြခင်အချိန်အတွင်းမှာပဲအင်းနဲ့အားနဲ့အချိန်ပြန်ကောင်းလာပါလိမ့်မယ်လို့သူကဆိုပါတယ်တောင်ကိုရီးယားသမ္မတလီဟာ ယူကလီးယားစွမ်းအင်တို့ရင်ကုန်တင်မောတွေအတွက်လောင်စာတွေရယူခွင့်ပေးဖို့ထရန့်ကိုတောင်းဆိုခဲ့တယ်လို့ဆိုပါရယ်ယူကလီးယားစွမ်းအင်တို့ရင်ကုန်တင်မောတွေဟာတောင်ကိုရီးယားအတွက်ရေရှည်မှမြောက်ကိုရီးယားနဲ့တရုတ်တင်မောတွေကိုခြေရခံရမှာပုံမကောင်းမွန်စွာအထောက်အကူဖြစ်စေမှာဖြစ်ပါရယ်ယူကလီးယားရင်ကုန်တင်မောဤပညာဟာအမေရိကန်မှာအလွန်ထိလွယ်ချလွယ်ရှိပြီးလုံခြုံစွာကာကွယ်ထားတဲ့ဤပညာတွေထဲမှာတစ်ခုအဖြစ်သတ်မှတ်ခံထားရပါရယ်